သာလီဇော်ပါဒီကနေ့ဖေဖော်ဝါရီလ10ရက်နေ့နရင်းစရာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့တည်င်းတွေကိုကျမမြန်နီခင်အားတင်ဆက်ပေးတော့ပါမယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်တည်င်းတွေကတော့ရခိုင်ရွေးရာကြောက်စစ်လုပ်ငန်းလုပ်ကင်ပြူရီရဲ့ဘဝရည်တည်ခက်ခဲလာတဲ့တည်င်းအီအီကရခိုင်နဲ့ဆက်ဆက်နေတဲ့မကွေပကိုနဲ့အီယာဝရီတိုင်းအဆက်နေရာတွေကိုတိုက်ခိုက်ခဲ့တယ်လို့စစ်ကောင်းဆောင်ကကာလွန်အစည်းအဝေးမှာပြောကြားခဲ့တဲ့တည်င်းနဲ့ မနီပလောမာကျင်ပါရီ86နှစ်မြောက်ကီယင်ဒေါ်လာရင်းနဲ့အခမ်းအနားကိုအီတပ်ဖွဲ့ဝင်တွေတက်ရောက်ခဲ့တဲ့တည်င်းအပအဝင်ထူခြားတဲ့တည်င်းတွေကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ပခိုင်ပြည်မှာမြို့ရကြောက်စစ်လုပ်ငန်းတွေရနာထားရလို့လုပ်ငန်းလုကင်သူတွေရဲ့ဘဝရည်တည်ခက်ခဲကြက်တီးလာနေပါရီ။အရင်ကရခိုင်ရိုးရာကြောက်စစ်ရုပ်ထုတွေကိုနိုင်ငံခြားအစ်တီတွေပြည်ရင်းပြည်ပါကစီးပွားရေးလုပ်ငန်းရှင်တွေနဲ့မရာဦးမြို့ကဟိုတယ်ပိုင်ရှင်တွေက အင်ငယ်ထိလာရောက်ဝေယူအားပေးခဲ့ကြတယ်လို့လုပ်ငန်းလုပ်ကိုင်သူတွေကဆိုပါတယ်။ဒါအပြင်ကိုးကွေဖို့အတွက်ဖျားရုပ်ပွားစင်တူရော်ရီအလှထားဖို့တောက်စီရုပ်ထုတွေကိုလာအပ်ခဲ့လို့ဘဝရဲ့တည်ရဲ့အဆင်ပြေခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာတော့အဲ့ဒီလုပ်ငန်းလုပ်ကိုင်သူတွေဟာတောက်စီရုပ်ထုတွေဝေယူသူတွေမရှိတော့လို့ဘဝရဲ့တည်ခက်ခဲကြက်တီးနေတယ်လို့မရာဦးမြို့ကျက်စည်းရက်ကွက်ကရခိုင်ရွာတောက်စစ်လုပ်ငန်းလုပ်ကိုင်သူဦးလာကြီးကနှရင်းစရာတည်င်းဌာနကိုပြောပါရီ ဒီအလုံးနဲ့ပဲဒီဇိုင်းမမတ်ရက်တည်ပြီးအသက်မွေးဝမ်းကြောင်းပြုနေတာဖြစ်လို့အလုပ်တွေအဆင်မပြေရင်စာဝန်ကြီးကစာခက်ခဲနေတယ်လို့သူကဆက်ပြောပါရီအရင်ကရခိုင်ရိုးရာကြောက်စစ်လုပ်ငန်းနဲ့မိသားစုစာဝန်ကြီးအပြင်လူမှုရေး၊ကျန်းမာရေးနဲ့သားသမီး၃ယောက်ရဲ့ပညာရေးကအစားအဖက်ဖက်ကအဆင်ပြေရက်တည်နိုင်ခဲ့တယ်လို့လေသူကပြောဆိုပါရီဒီလုပ်ငန်းကိုရခိုင်မှာတော့ရှီဟောင်းတမိုင်းဝင်မရအုပ်မြို့နယ်အတွင်းမှာပဲအများဆုံးလုပ်ကင်ကြတာပါ ရခိုင်ပြည်နယ်နေဆက်တိုင်းတုံတိုင်းဖြစ်တဲ့မကွေးတိုင်းပဲခူးတိုင်းနဲ့အီယာဝရီတိုင်းအဆက်နေရာတွေမှာအာရခတက်တူအီအီဟာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တယ်လို့စစ်ကောင်းဆောင်ဘူရှုံမွန်ကြီးမင်းအောင်လိုင်းကဝန်ခံပြောကြားခဲ့ပါတယ်။ဇန်နဝါရီလ31ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့ကာလွန်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့စီဝေးမှာနိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးအခြေအနေတွေကိုတင်ပြတဲ့အချိန်မှာအခုလိုထည့်သွင်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ဒါအပြင် ကရှင်ပြည်နယ်အတွင်း KIA က PDF တွေနဲ့ပူပေါင်းပြီးတရုတ်မြန်မာနေဆက်ဒေသဗမော်ဒေသစကိုင်းတိုင်းအထက်ပိုင်းအင်းတော်ဒေသတွေမှာတိုက်ခိုက်နေတယ်လို့သူကဆိုပါတယ်စစ်ကောင်စီဟာနိုင်ငံတော်တဝန်းလုံးအရေးပေါ်အခြေအနေကြီးညာထားတဲ့ကာလကိုတရက်နှစ်လ2025ရက်ကနေစပြီးတော့နောက်ထပ်6လသက်တမ်းကိုတိုးမြင့်တက်မှတ်လိုက်တယ်လို့ထုတ်ပြန်ကြီးညာထားပါတယ်ရှင် မာနီပလောမှာကျင်းပခဲ့တဲ့86နှစ်မြောက်ကီးရင်တော်လန်ရေးနေ့အခမ်းအနားကိုအာရခတတူအီကတက်မှုတွေနဲ့တက်ဖွဲ့ဝင်တွေတက်ရောက်ခဲ့ပါတယ်။ဇန်နဝါရီလ31ရက်နေ့မှာကြာရောက်တဲ့86နှစ်မြောက်ကီးရင်တော်လန်ရေးနေ့အခမ်းအနားကိုမာနီပလောဌာနရှုပ်ဟောင်းမှာကျင်းပခဲ့ရမှာအာရခတတူအီကတက်မှုတွေနဲ့တက်ဖွဲ့ဝင်တွေလေးတက်ရောက်ခဲ့တာပါ။ဒီလိုတက်ရောက်တာဟာ KNU နဲ့ AA တို့ရဲ့ ဆက်ဆံရေးကောင်းမွန်မှုကိုပြသရာရောက်တယ်လို့ရင်းနှီးမှုကိုလည်းထင်ဟန်စေတယ်လို့လေးလာသူတွေကပြောဆိုပါရယ်။ကရင်မျိုးသားအစည်းအရုံး KNU ဟာနေပေါင်း30ကြာပြီးတဲ့နောက်ပထမဆုံးအကြိမ်အဖြစ်ဌာနရှုပ်ဟောင်းမာနီပလောဒေတာမှာတော်လန်ရေးအခမ်းအနားကိုပြန်လည်ကျင်းပနိုင်ခဲ့တာလေးဖြစ်ပါရယ်။မာနီပလောဌာနရှုပ်ဟောင်းဟာထိုင်းမြန်မာနေဆက်တောင်ရင်းမြစ်ဘေးမှာတည်ရှိပြီးတော်လန်ရေးလောကမှာလူတီများတဲ့စခန်းတစ်ခုလေးဖြစ်ပါရယ်။ ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထေက TNL နဲ့ AA တို့ဟာဒီလာအတွင်းစစ်ကောင်စီနဲ့တရုတ်နိုင်ငံရဲ့စစ်ဆက်ပေးမှုနဲ့အတူဆွေးနွေးမှုတွေပြုလုပ်ဖို့ရှိနေတယ်လို့နှိဆက်သူတွေစီကနေသိရပါဗျ။တရုတ်နိုင်ငံရဲ့အကြောင်းဝင်စစ်ဆက်မှုနဲ့ မြန်မာတက်မတော်နဲ့ MNDAA တို့အကြားအပြစ်ခတ်ရစီရေသဘောတူညီမှုရပြီးတဲ့နောက်မှာ TNL နဲ့ AA တို့လေဆက်လက်ဆွေးနွေးမိလို့သတင်းတွေထွက်ပေါ်လာတာပါ TNL ကိုစလီရီဟာတရုတ်နိုင်ငံကုမင်းမြို့မှာ မကြာခင်တွေ့ဆုံဖို့ရှိနေပြီးအာရခတက်တော် AA နဲ့လေတွေ့ဆုံဖို့ရှိနိုင်တယ်လို့နှိဆက်သူတွေစီကနေသိရပါဗျတွေ့ဆုံမိနေ့ကိုတိတိကျကျမပြောနိုင်သေးပေမဲ့ လာမည့်ဖေဖော်ဝါရီလဒုတိယပတ်အတွင်းဖြစ်နိုင်ပြီးအဲ့ဒီဆွေးနွေးမှုအတွေ့အခုရက်ပိုင်းတွေအတွင်းအကျိုးညီနိုင်မှုတချို့ရှိနေတယ်လို့လည်းသိရပါဗျ။တရုတ်နိုင်ငံရဲ့ဂျောင်းဝင်စစ်ဆက်မှုနဲ့အတူစစ်ကောင်စီနဲ့မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား Hiking Sweeney Way ၆ကျင်းအထိပြုလုပ်ခဲ့ပြီးလေဖြစ်ပါရယ် MNDAA နဲ့စစ်ကောင်စီတပ်တို့အကြား2024ခုနှစ်ဒီဇင်ဘာလလေနဲ့2025ခုနှစ်ဇန်နဝါရီလလေပိုင်းတွေမှာနှစ်ကျင်းတီးတန့်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါရယ် နိုင်ငံတကာသတင်းဖို့အနေနဲ့ကတော့သမရဒေါ်နယ်ထရက်ဟာကနေဒါ၊မက္ကဆီကိုနဲ့တရုတ်နိုင်ငံကနေတင်ပို့တဲ့ကုန်စည်တွေအပေါ်အခွန်တိုးကောက်ခံပြီလို့သမရအင်ဖြူရကမနေ့ကပြောဆိုလိုက်ပါရီ။ကနေဒါနဲ့မက္ကဆီကိုကတင်ပို့တဲ့ကုန်ပစ္စည်းတွေကိုအခွန်25ရာခိုင်နှုန်းကောက်ခံမှာဖြစ်ပြီးတရုတ်ကလာတဲ့ကုန်ပစ္စည်းတွေအတွက်အခွန်100ရာခိုင်နှုန်းကောက်ခံမှာဖြစ်တယ်လို့သိရပါရီ။ ဒီအခွန်ကောက်ခံမှုဟာဒီနေ့မှစတင်အကျိုးသက်ရောက်မှာဖြစ်တယ်လို့သမရအင်ဖြူရာကပြောဆိုထားပါတယ်။အခွန်ကောက်ခံမှုဟာသမရထရန့်ရဲ့မေးဆွေကတိအတိုင်းလှုပ်ဆောင်တာဖြစ်တယ်လို့အင်ဖြူရာပြောခွင့်ရသူကပြောခဲ့ပါတယ်။အမေရိကန်နိုင်ငံထေတရားမဝင်လာရောက်မှုတွေ၊ဖန်တနဲမှုရစီထုတ်လုပ်နိုင်တဲ့ဓာတုပစ္စည်းခိုးသွင်းမှုတွေရပ်ဆိုင်ဖို့ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့နိုင်ငံတွေအပေါ်အခွန်အခတိုးမြင့်ကောက်ခံမေးလို့သမရထရန့်ကပြောဆိုထားပါတယ်။ဒီလိုအခွန်တိုးကောက်ပြီး ပြည်ရင်းကုန်ထုတ်လုပ်မှုတိုးလာအောင် လုပ်မှာဖြစ်တယ်လို့သူကပြောကြားထားပါတယ်။အမေရိကန်စားသုံးသူတွေအတွက်ကုန်စည်နှုန်းတွေထိုးတက်လာနိုင်တဲ့အခုလိုအခွန်ကောက်ခံမှုအတွက်ခြေရောမှုတစုံတရာရှိမရှိတော့သမရအင်ဖြူရောကထုတ်ဖော်ပြောဆိုထားတာမရှိပါဘူး။နရီစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါရည်။ ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzara.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်းစရာရုပ်တံကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။